ဝင်းချုပ်စင်နိုင်တဲ့အကြောင်းရင်းတွေကဘာတွေဖြစ်မလဲအဲကျွန်တော်ကနေပြီးတော့ဒီနေ့မျှဝေပေးမှာဖြစ်ပါတယ်ဝင်းချုပ်လာပြီဆိုလို့ရှိရင်မိဆွေတို့လည်းသိတဲ့အတိုင်းပဲပေါ့နော်ဇက်ကြောတွေတက်လာတဲ့ပေါ့နော်မျက်လုံးတွေအောင့်လာတဲ့ခေါင်းတွေကိုက်လာတဲ့ပြီးလို့ရှိရင်အကြောအချင်းတွေတက်လာတဲ့အဲခြေထောက်တွေကိုက်တဲ့လက်တွေကိုက်တဲ့လိုမျိုးဖြစ်လာတဲ့ဒါကဘာလဲဆိုတော့ဝင်းတလုံးမကောင်းလို့ခေါင်းတလုံးခဲဆိုတဲ့ပေါ့နော်သကပုံအတိုင်းပဲ ကျွန်တော်တို့ဝင်းမကောင်းဘူးဆိုလို့ရှိရင်ခေါင်းကိုတက်ခဲတော့တာပဲအဲမိတ်ဆွေတို့အနေနဲ့ဝင်းချုပ်စင်နိုင်တဲ့အကြောင်းအရင်းတွေကိုဖယ်ရှားလိုက်မယ်ဆိုရင်ဝင်းမှန်ပြီးတော့ကျန်းမာမှုကိုရရှိစေမှာပဲဖြစ်ပါတယ်ခင်ဗျအဲကျွန်တော်ရဲ့အကောင့်လေးကကြတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူးတုဒ္ဒရတွေကိုကျွန်တော်တည်သည်။ကျွန်တော်လစ်လာထားသည်။ပြန်လဲပြီးတော့မိတ်ဆွေတို့ကိုမျှဝေပေးတဲ့ကောင်းလေးဖြစ်ပါတယ်ခင်ဗျာ ပြီးလို့ရှိရင်ဒီလိုမျိုးယောဂါတွေဖြစ်လာပြီဆိုရင်ဘယ်လိုမျိုးနေထိုင်စားတောက်သင့်တယ်လဲ ်အဲဘလိုမျိုးဖြစ်ဆက်စာတွေကိုဆောင်ထားသင့်တယ်လဲဆိုတာကိုကျွန်တော်ကမျှဝေပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်ပေးပါ notify လေးနှိပ်ပေးတော့ပါခင်ဗျအဲပြီးလို့ရှိရင်အများသူငါတွေသိအောင်လဲ share ပေးတော့ပါခင်ဗျဝင်ချုပ်စေနိုင်တဲ့အကြောင်းရင်းတွေကိုကျွန်တော်ဆက်လက်ပြီးတော့မျှဝေပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်1ဝင်ချုပ်ရတဲ့အကြောင်းရင်းကအမြင်တတ်ပါတဲ့ဟင်းဒီဟင်းရွက်အသီးနှံတွေကို စားသုံးမှု မလုံလောက်လို့ဖြစ်ပါတယ်ခင်ဗျာနံပါတ်2အချက်ကကြတော့ရေလုံလုံလောက်လောက်မတောက်လို့ဖြစ်ပါတယ်ခင်ဗျာနံပါတ်3အချက်ကကြတော့အစာအိမ်နဲ့ဦးလန်းเจ้าမှာ အစာချေစနစ် အားနည်းလို့ဖြစ်ပါတယ်ခင်ဗျာအဲနောက်တစ်ချက်ကကြတော့ကိုယ်လက်လှူရှားမှုနည်းလို့ပဲဖြစ်ပါတယ်နံပါတ်5အချက်ကကြတော့ကျွန်တော်တို့အထိုင်များတဲ့လူတွေပေါ့နော်မတည့်ရလောက်ရတဲ့လူတွေကားမောင်းရတဲ့လူတွေပေါ့နော်ဒီလိုလူမျိုးတွေကဝဲချုပ်စီတတ်ပါတယ် နံပါတ်6အချက်ကဆိုလို့ရှိရင်ကျွန်တော်တို့စားချိန်မမှန်အချိန်မမှန်တာနေကြောင်းလေဝင်းချုပ်တတ်ပါတယ်။နံပါတ်9အချက်စိတ်ပြည့်စုံမှုများလို့ရှိရင်လေဝင်းချုပ်တတ်ပါတယ်။နောက်နံပါတ်8အချက်အဲကျွန်တော်တို့တွေကနေပြီးတော့အိမ်နာသွားခြင်းနဲ့အလုပ်တရရိုက်ရှုပ်နေတယ်။နောက်ပြီးကမှသွားတော်မယ်ဆိုပြီးတော့ချုပ်ထားလိုက်တာမျိုးခဏခဏလုပ်လို့ရှိရင်လေဝင်းချုပ်တတ်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဝင်းချုပ်မှုကို မဖြစ်အောင်ကာကွယ်လို့ရတဲ့နီလန်ကကြတော့ကျွန်တော်တို့ဟင်းဒီဟင်းရွက်တတိဝလန်တွေကိုနေ့စဉ်လုံလောက်စွာစားသုံးပေးမယ်ရေကိုတစ်နှစ်2လီတာကနေ3လီတာအထိတောက်ပေးမယ်ကိုလက်လက်ကျင်ကန်နိုင်ဝက်ခန်နေ့စဉ်လုပ်ပေးမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုရှော့ချအောင်လုပ်ပေးမယ်ဒီလိုမျိုးဆိုလို့ရှိရင်မိစလိုဝင်းချုပ်တဲ့ပြဿနာကနေပြီးတော့ဖြေရှင်းပေးနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ချက်ဝင်းချုပ်လာပြီဆိုလို့ရှိရင် ဘလိုမျိုးတဘာဝအိမ်တွင်းနီလန်းလေးတွေကိုလောက်ဆောင်တဲ့လေဆက်လက်ပြီးတော့မျှဝေပေးมาဖြစ်ပါတယ်။အဲကျွန်တော်တို့ဟင်းဒီဟင်းရွက်ထဲမှာဆိုရင်ကမွန်းကျင်ရွက်ဟင်းညိုချက်တောက်လို့ရတယ်။နောက်တစ်ချက်ကစွန်းရွက်ဟင်းညိုချက်တောက်မယ်ကြော်စားမယ်သူလည်းဝင်းပြော့စီပါတယ်။နောက်တစ်ချက်ရှားဆောင်လက်ပတ်အနှစ်နဲ့တကြားနဲ့ခောက်ပြီးတော့တောက်မယ်သူလည်းဝင်းမှန်စီပါတယ်ခင်ဗျ။နောက်တစ်ချက် ကင်းမုံရွက်ကိုကြော်စားတာတို့ဟင်းညိုချက်တောက်တာတို့လုပ်မယ်ဆိုရင်လည်းသူလည်းဝန်းမှန်စီပါတယ်ခင်ဗျာနောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မကြီးမဲ့မကြီးမဲ့ကိုထညက်နဲ့ဖြော်ရေးလှုပ်တော့မယ်ဆိုရင်လည်းဝင်းပြော့ပြော့သွားစီပါတယ်ပြီးလို့ရှိရင်တချို့လူကြီးတွေဆိုကုံချောင်းဟင်းညိုကြိုက်တဲ့သူတွေဆိုရင်မကြီးမဲ့နဲ့မနော်ကြက်သွန်အဲစားပြအစင်သင့်ထည့်ပြီးတော့ ုံညောင်းဟင်းညိုကိုထမင်းနဲ့တောက်စားလို့လည်းရပါတယ်ခင်ဗျဒီလိုမျိုးအိမ်နှင်းသုံးနီလန်းလေးတွေကိုသုံးဆွဲပြီးတော့မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဥလန်းချောင်းကိုဝင်းပြော့အောင်လုံးလို့ရပါတယ်ခင်ဗျဥလန်းချောင်းတန်ရှင်းအောင်လုံးလို့ရပါတယ်ခင်ဗျနောက်တစ်ချက်ကကြတော့ဖြင်းဆွက်စာကို သုံးကျင်တဲ့သူတွေအတွက်ပါရဂူဆီယောင်ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ဖိုက်တိုဘီဥရှင်ဘိုက်ချက်ဟာရဖြင်းဆွက်စာလေးပဲဖြစ်ပါတယ်ခင်ဗျ မိတ်ဆွေတို့ရဲ့အူလန်းချောင်းနဲ့အစာအိမ်မှာရှိတဲ့မကောင်းတဲ့ဂျိုးတွေကိုဝင်းနဲ့အတူပါသွားစေပါတယ်ပြီးလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်တောက်တွေကို ဖြေလျှော့ပေးပါတယ်ခင်ဗျာဒီဖြည့်ဆွက်စာကိုကြတော့သုံးဆွဲမယ်ဆိုလို့ရှိရင်တစ်ပတ်မှာနှစ်ထုပ်သုံးထုပ်ပဲသုံးခွင့်ရှိပါတယ်ခင်ဗျာအဲသူကကြတော့ဗောနော်သူကကြတော့တောက်သုံးတဲ့အခါမှာဆိုလို့ရှိရင်ရေ120 150 ml ခွက်တွေကို ူကိုဖောက်ထည့်မယ်ပြီးလို့ရှိရင်တခါတည်းဖြော်ပြီးတော့တခါတည်းတောက်ရပါတယ်ခင်ဗျာဖြော်ပြီးတော့အတော်လေးကြာမှတောက်လို့မျိုးမရပါဘူးတခါတည်းဖြော်ပြီးတော့တခါတည်းတောက်ရပါတယ်မိတ်ဆွေတို့ရဲ့ဥလန်းเจ้าမှရှိတဲ့မကောင်းတဲ့ဂျိုးတွေကိုဖယ်ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အစာခြေစနစ်ကောင်းမွန်ပြီးတော့နောက်ရက်နောက်ရက်တွေမှာဆိုလို့ရှိရင်ဝင်းမှန်ပြီးတော့ကျမ်းမာလန်းဆန်းမှုကိုရရှိစီမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ အိမ်တွင်းသုံးနီလန်းငယ်ကိုအသုံးပြုပြီးတော့ဝင်းပြောအောင် လုံးလို့ရတယ်လို့တချို့တချို့သောသူတွေပေါ့နော်ဖြစ်ဆက်စာသုံးကျင်တဲ့သူတွေအတွက်အောက်ကပေါ့နော်တစ်တော့မှာဈေးချနှောင်းလေးချပေးထားတာဖြစ်တယ်ရောဈေးချနှောင်းမှာလည်း network သွားလို့ရပါတယ်တစ်တော့ messenger facebook messenger တွေမှာလည်းပဲနော်လာရောက်ပြီးတော့မေးမြန်းစုံစမ်းလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ